ရှေးလူကြီးတွေဂျင်းမိခဲ့ကြတဲ့အရာများနံပါတ်၁အနေနဲ့ကတော့ဘဲတန်တွေရဲ့ဂျိန်စာယနေ့ခေတ်မှာသာဘဲတန်တွေကမထူးဆန်းတော့ဘူးဆိုပေမဲ့အရင်ခေတ်တုန်းကဆိုရင်တော့ဘဲတန်ဆိုရင်အကောင်ပဲဖြစ်ပါတယ်အဲဘာကောင်လဲဆိုရင်တော့ဝိုင်းကျင်တာခံရမယ့်ကောင်ပါလူအများစုကညာတန်အဖြစ်နဲ့ပဲမွေးဖွားလာကြပြီးတော့တရားမှတရားလောက်ပဲဘဲတန်ပါကြတာဖြစ်ပါတယ်အဲဒါကြောင့်ယင်းခေတ်တုန်းကဆိုရင်ဘဲတန်တွေကိုအထူးဆန်းဖြစ်ခဲ့ကြပြီးတော့ဂျိန်စာမိနေတဲ့သူတွေဖြစ်ပါမှတ်ယူခဲ့ကြပါတယ်လက်တင်မှာသာစကားမှာလဲ love ဆိုတဲ့စကားလုံးကမကောင်းတဲ့နမိတ်လို့အဓိပ္ပာယ်ရပါတယ် အဲဒါကြောင့်လူတွေကလည်းဘယ်တန်တွေ့ရင်ကိုတရေသိချင်းကိုကြောက်လန့်ကြပြီးတော့ဝေးဝေးကနေရှောင်သွားကြတာဖြစ်ပါတယ်။မိမတွေကတော့ဘယ်တန်ကလေးတွေမွေးမိရင်ဖခင်ကအပြစ်ပေးတယ်ဆိုပြီးမှတ်ယူကြတာ။ဒီဘက်ခရမသာအမြင်နေပြောင်းလဲသွားကြတာဖြစ်ပြီးတော့20ရာစုမတိုင်ခင်လောက်ထိကဘယ်တန်ဆိုရင်ကိုအလိုလိုအပြစ်ရှိတယ်လို့ဖြစ်နေတာ။အရင်နေ့ကမှတော့ညိုကီတို့လိုဘယ်ရောညာရောတန်တဲ့သူတွေပါမွေးဖွားလာခဲ့။နံပါတ်1ရေချိုးရင်အသက်တိုလား။ ယနေ့ခေတ်မှာကလူတွေကနေ့တိုင်းရေချိုးကြတယ်ဆိုပေမဲ့16ရာစုလောက်တုန်းကဆိုရင်တော့ရေချိုးရမမြန်သေးတယ်လို့ထင်ကြပါဟမ်ရေချိုးခြင်းကခနာကိုယ်တွေကအပူတွေကိုထွက်သွားစေတာကြောင့်အသက်တိုတယ်ဆိုပြီးယူဆခဲ့တာအဲဒါကြောင့်တချို့ကလည်းမမြန်သေးမှကြောက်လို့ဆိုပြီးတော့တနေ့လုံးလုံးရှိမချိုးဘူးလို့သိရပါတယ်တချို့ဆိုရင်ဒီရေမချိုးတာကိုပဲတကူးတကလိုက်ကြွားကြပြီးတော့ရေမချိုးမှစမတ်ကြတယ်လို့ထင်ကြတာဖြစ်ပါတယ်အဲဒီဘက်မှာတစ်ခါပဲရေချိုးတဲ့လူကြီးမင်းတို့နဲ့ကတော့အန်ကိုက်ပဲလို့ပြောလို့ရပါတယ်။အမှန်တော့၃နေနေကတော့ငကားဥတွေပါ။ အရင်တော့ကလူတွေကဥဆိုရင်ဘာဥမှမစားဘူးလို့သိရပါတယ်။ဥမစားတဲ့ပြင်ဥဥတဲ့ကြက်တွေကိုပါလိုက်ပြီးတော့တုတ်တင်နေတာဖြစ်ပါတယ်။အကြောင်းရင်းကတော့ဒီကြက်ဥတွေကနေတဆင်ဒဏ္ဍာရီလာ မကောင်းစွားကြီးတွေထွက်လာမှဆိုလို့ပါ။အဲသူတို့ကဒီကြက်ဥတွေပေါ်ကိုဖားရင်မွေးရတာဝက်လိုက်မိမယ်ဆိုရင်အကောင်ကြီးတစ်ကောင်ထွက်လာမယ်ဆိုပြီးတော့ထင်ခဲ့ကြတာဖြစ်ပါတယ်။အတချို့ကလည်းကြက်ဥပေါ်မွေဖြက်ရင်ငကားမွေးတယ်ဆိုပြီးရှောက်ပြောကြပါအကြောင်းတချို့မျိုးတွေမှာဆိုရင်ဥဥမဲ့ချက်တွေကိုတခါတည်းခင်းစားလုပ်ပစ်လိုက်ကြပြီးတော့ဥတွေမရှိအောင်ရှင်းလင်းတတ်ကြပါတယ် အဲ့လိုဂျီမင်းတို့လည်းအကျုပ်ပုံငွေဖြတ်သွားတာတွေ့ရင်ပထမဆုံးလုပ်ရမယ့်အချက်ကတော့ချက်တာစားလိုက်ဖို့ပဲဖြစ်ပါတယ်။နံပါတ်၄အနေနဲ့ကတော့တဘာဝစပင်ပေါက်စီပါ။ယနေ့ခေတ်လိုမျိုးဆေးပညာတွေမထွန်းကားခင်အချိန်တုန်းကထိပ်ပြောင်တာတွေစပင်ပါတာတွေအတွက်ကုသစရာဆေးမရှိခဲ့ပါဘူး။အဲဒါကြောင့်လူတွေကလည်းတဘာဝကနေရတဲ့သပင်ပေါက်ဆေးတမျိုးကိုသုံးဆွဲခဲ့ပါ။အဲဘာလဲဆိုတော့စိတ်ရဲ့ကျင်ငယ်ကြီးပါ။စိတ်သေးကိုပြောင်နေတဲ့နေရာတွေကိုလိမ့်ကြပြီးတော့သပင်ပြန်ပေါက်အောင်လုပ်ကြတာဖြစ်ပါတယ်။ ဘသူမြောင်းပေးလိုက်တလဲတော့မသိပေမဲ့အဲ့ဒီခေတ်ကထိပ်ပြောင်းတဲ့သူအများစုကတော့ဒီနီလန်းကိုတော်တော်လေးသုံးခဲ့ကြပါတယ်အဲဒါကြောင့်ထိပ်ပြောင်းတဲ့သူတွေနားကတ်လိုက်ရင်အများစုကစိတ်သေးနံလေးတင်းနေလေးရှိပါအဓိကတော့စိတ်သေးကိုလင်းရင်စိတ်တေလိုပဲအမွေးထူလာမယ်လို့ထင်ခဲ့ကြတာ။အဲအခုကြည့်နေတဲ့အထဲမှာလည်းထိတ်ပြောင်လို့ကြိတ်လောင်ခံနေရတဲ့သူတွေရှိရင်စိတ်သေးလေးနဲ့ဆန်းကြည့်ဖို့အကြံပေးချင်တယ်။အဲ तू ကလိမ့်တာထက်တောက်ရင်ပို့ပြီးထိရောက်တယ်လို့လည်းသိရပါတယ်။နမဲမန်းနေနေကတော့ဝိညာဉ်ကင်မရာပါ။ အရင်ကမှတော့ပဲစီလောက်ပဲရှိတဲ့ကင်မရာတွေပေါ်ထွက်လာပြီဆိုပေမဲ့အရင်နှုန်းကကင်မရာတွေကတော့ heavy တွေဖြစ်ပါတယ်။အဲအဝတ်လေးလံပြီးတော့အပေါက်ကိုချောင်းရတဲ့ကင်မရာမျိုးတွေပါ။အဲကင်မရာတွေဆက်စပ်ပေါ်တော့ငါဆိုရင်လူတွေလည်းအထူးဆန်းဖြစ်ခဲ့ကြပြီးတော့မှောက်ပညာသုံးတယ်လို့တော့ထင်ခဲ့ကြပါတယ်။ဒီကင်မရာတွေကလူတွေရဲ့ဝိညာဉ်ကိုဖမ်းယူထားပြီးတော့မကောင်းတဲ့နှမိတ်တွေဖြစ်လာနိုင်တယ်ဆိုပြီးယူဆခဲ့တာပါ။အဲတချို့ဆိုရင်ကင်မရာနဲ့ရိုက်ရမှာကိုတိမ်မလောက်ကြောက်တဲ့ကြပြီးတော့ကြောက်ကြောက်နေပဲအရိုက်ခံကြရပါတယ်။ ဲဒါကြောင့်အဲ့ခေတ်တုန်းကပုံတွေကိုကြည့်လိုက်ရင်အရှိကနေတနက်နဲ့ချိန်ထားသလိုကိုမျက်နှာတွေရှုံ့မဲ့နေကြတာဖြစ်ပါတယ်အဆုံးထိကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်